မြန်မာပြည်မှာတာနာမပြုကျင်လို့မြန်မာပြည်ကိုဂယုမဆိုင်လို့နိုင်ငံခြားမှာပြုတာမဟုတ်ပါဘူးပြောလို့ဆိုမြန်မာပြည်မှာကတန်ဃာဥက္ကဋ္ဌကကျတော့တန်ဃာမဟုတ်ဘူးလေခွန်ကြီးမဟုတ်ဘူးပေါ့နော်ခွန်ကြီးမဟုတ်တဲ့အခါကျတော့သူတာနာပြုလာကျတော့သူသူနဲ့ပတ်သက်တဲ့သူတပည့်တွေကတော့အဆင်ပြေတာပေါ့တန်ဃာတွေအတွက်ကကျတော့လိုအပ်တာပေါ့ဒီလိုလဲဒါမာဒီဆရာတော်တို့ဖောက်ဆရာတော်တို့ပေါ့နိုင်ငံခြားမှာတာနာပြုလို့ပြီးတော့လဲဒါတာနာပြုတဲ့အပိုင်းကိုမြန်မာပြည်ကတန်ဃာတွေအနေနဲ့အဲ့ဒီအပိုင်းမှာကျတော့အားနေချက်ရှိတယ်ပေါ့ပါရာစကားပေါ့အဲ့ဒါနဲ့ဒီလိုက ကျေးဇူးဆက်တဲ့အနေနဲ့မြန်မာပြည်ရတာနာကိုကဘာဝပြန့်မှုဆိုပြီးတော့မှအဲ့လိုမျိုးရည်ရွယ်ချက်နဲ့သာနာပြုတာပါဗျ။ပြီးတော့ဒီတရားတွေကလည်းတပြည့်တော်ကတေချာလေ့လာပြီးတော့မှပြုတာ။အခုတပြည့်တော်ဘုက္ခုဆရာတော်ဖရာရဲ့ပြိဿတမှုဘက်ကိုဒီပြင်ပြီးဆွဲထားတာရှိတယ်။ရှင်းပြထားရှိတယ်။အဲ့ဒါကြီးလည်းတပြည့်တော် online ပေါ်မှာတင်ထားတယ်။အဲ့ဒါတွေကိုအင်္ဂလိပ်လိုပြန်နောက်တခြားဘာသာတွေလည်း BNN လိုလည်းပြန်ပါပါဗျ။ပြန်ပြီးတော့ဒီဟာတွေကဒါတပြည့်တော်နားလဲတာမှားတယ်မှန်တယ်ဆိုတာဒီဟာတွေကိုဖတ်ကြည့်ရင်သိပါတယ်။ဘာလို့ပြောတာလဲ။တပြည့်တော်ရဲ့ ေါ်ပြောတဲ့တရားတွေကဒီပြိဿတမှုပတ်ကိုပဲအခြေခံပြီးတော့ပြီးတော့နားလည်အောင်ရှင်းပြတဲ့သဘောတရားအဲ့လိုဆိုရင်ပြိဿတမှုပတ်နဲ့ပတ်သက်လို့မုဂုတ်ဖွဲ့ချုပ်နဲ့အရှင်မြတ်ရဲ့ကြားထဲမှာနားလည်မှုလွင်မားစွာအဲမုဂုတ်ပြိဿတမှုပတ်ကိုလူစဝိုင်းကြီးကိုမဖြတ်ရပါဘူးဆိုဒါတပည့်တော်ကိုယ်ရင်ပါဝင်ရှင်းခဲ့ရတဲ့အဲ့ဒီအခြေအနေပေါ်မှာမုဂုတ်ဖွဲ့ချုပ်ကလက်မခံတဲ့အပေါ်မှာအဲဒီမုဂုတ်တာနာရဲ့အဲသူတို့ကတော့ဒီမုဂုတ်ဖွဲ့ချုပ်ရဲ့မူအရာ အရှင်မြတ်ကိုလက်မခံဘူးလို့ပြောထားတော့အဲ့ဒါဆိုရင်အခုအရှင်မြတ်ကပြမဲ့တရားဟာမောကုတ်မူးလို့ပြောမလားဥဒ္ဓမသာရမူးလို့ပြောချင်တာလားမောကုတ်ဆရာတော်ဖျားကြီးရဲ့တရားကတော့တပည့်တော်ဟိုကျေးဇူးအရှိဆုံးကတော့ဗောနော်မြမပြည့်ကတန်ဃာတွေထဲမှာဆိုရင်တော့မောကုတ်ဆရာတော်ဖျားကြီးပေါ့လေသူတရားတွေအများကြီးနားရတာဗောအဲ့ဒီကမှတစဉ်တပည့်တော်ကဖျားဟောတဲ့တရားကိုနားလည်အောင်ကြိုးစားတာဗောနော်ဒါမှမဟုတ်ဆိုရင်တော့ပရိယတ်ပေါ့ပရိယတ်တိတန်ဃာတွေကြတော့ဖျားရဲ့ ဟောတဲ့ပရိယတ်တိတရားတွေကိုလေ့လာပြီးတော့ထိန်းသိမ်းဆောင်ရှောက်နေတာပေါ့အဲ့တော့ဒီပရိယတ်တရားတွေကိုဒီလိုထိန်းသိမ်းဆောင်ရှောက်ထားတဲ့တရားတွေရှိတဲ့အတွက်လဲမဟုတ်ဆရာတော်ဘုရားကြီးဟောတဲ့တရားတွေကတစဉ်ဆရာတပည့်တော်ကဘုရားဟောတဲ့တရားတွေကိုလေ့လာခွင့်ရရှိတယ်ပေါ့ပြီးတော့စိတ်ချနှမ်းမှုလည်းရရှိတယ်ပေါ့အဲ့ဒီအတွက်လဲတပည့်တော်ကဒါကိုကျင့်တတ်တယ်လို့အများလဲကျင့်တတ်ပါစေဆိုပြီးတော့ပြီးတော့မြန်မာပြည်ကတန်ဃာတော်တွေကိုလည်းဆရာတော်ကြီးတွေကိုလည်းကျေးဇူးတင်တယ်ပရိယပရိပတ်ပေါ့နော်အကုန်လုံးပါဗျာဒီပြီးတော့ကတော့ ီခြုံငုံပြီးတော့မှပြောရဲဆိုတာတော့တပည့်တော်ကနာမည်တွေပြောရင်ကြံခဲ့တဲ့ဥစ္စာဟိုတကြနားလည်မှုမှားမှာဆိုလို့ပါဗျာဟုတ်ပါတော့စကားပြောရဲကံမှလည်းထိမ့်ပြောတော့မမှားပါဘူးကိုကိုကအကျွံပြောလိုက်လို့တပည့်တော်ကမေးတာအလွန်လဲမေးတယ်အကျွံလဲမေးတယ်။ဘာကြောင့်လဲဆိုတော့အရှင်မြတ်အဲ့ဒါကြမှာကျွံတော်ကိုဝိုင်းဖမ်းမဲ့လို့တပည့်တော်မဟုတ်ဘူး။ဘာကြောင့်တပည့်တော်အဲ့လိုမေးရလဲလို့ပြောရင်အရှင်ပြားအပေါ်မှာညတာထောက်ထားတဲ့မိခွန်မျိုးဆိုရင်တပည့်တော်ကိုလည်းခုနပြောသလိုပေါ့ အာတဘောရိတ်တာအရေးကိုခူလို့သူ့ဟာစားရလို့မဖြစ်မခံနိုင်လို့တပည့်တော်ကိုယ်တိုင်ကမဟုတ်ဆရာတော်ဖျားကြီးရဲ့တပည့်မဟုတ်တရားတော်ကြီးရဲ့သွားပုံနဲ့ကမ္ဘာသားနာပြုလို့ရတယ်လို့ယုံကြည်တဲ့သူဒါကြောင့်လည်းအခုမဟုတ်ဖွဲ့ချုပ်ကအဲနှစ်စင်အင်္ဂလိပ်ဘာသာနဲ့ရောပြန်နေပြီးတော့လှုပ်ဖို့အတွက်ကြိုးစားနေတာစနစ်တာရှိပြီဒါတပည့်တော်ပြီးတော့ကမ္ဘာသားနာပြုဖို့အတွက်အရင်တော့မာစီရပဲတာ အောင်မြင်ခဲ့တယ်အခုဆိုရင်အရှင်ပြားက ဟိုအင်္ဂလိပ်စာကို vocabulary ပဲပြောပြောရှင်မြတ်မှာအားနည်းချက်တွေအများကြီးဆိုမယ်လေဟိုလည်း image နဲ့ပြီးတော့ရဲရဲကြီးပြောရင်ပြောရင်နဲ့အတွေ့အကြုံပြင်ပေးလိုက်တဲ့သင်ခန်းစာတွေဟာအရှင်မြတ်အတွက်နောက်ထပ်လမ်းတွေဖြစ်တယ်လို့ခုနလိုတပည့်တွေရဲ့လို့တတ်တတ်မွေးတာမျိုးပဲခိုနားသူတွေကိုစောင့်ရှောက်ရင်းနဲ့အရှင်မြတ်သွားတဲ့လမ်းတွေအတွက်သူတို့ကတကားပေါက်တွေဖြစ်တာပေါ့ဗျာဒီလိုအတွေ့အကြုံမျိုးဒီလိုအယူဆမျိုးမြန်မာနိုင်ငံမှာဘယ်ဆရာတော်မှမရဘူး ပြည့်လို့လဲဆိုတော့နိုင်ငံသားသာနာပြုမယ်ဆိုရင်အင်္ဂလိပ်လိုပြောမလားအခုလိုဟိန္ဒီလိုပြောမယ်ဆိုဟိန္ဒီလိုရှားအိုးမလားအခုတော့ဆရာလေးဒေါ်သာနာညာနီခေါ်မရီနူးလို့လို့နောက်ဥဆန္နာအဲဥဆန္နာတို့လို့သူကိုယ်ကံကကိုကဟိုမြန်မာနိုင်ငံသားမတ်ပုံနေမရှိပဲဒီရခိုင်လူမျိုးအိန္ဒိယနိုင်ငံသားလို့ပတ်ပုံနေနဲ့နေခဲ့ရမယ်လူမျိုးကမြန်မာနိုင်ငံမှာဘုန်းကြီးဝတ်ပြီးတော့ဒီတရားတော်တွေကိုလိုက်စားပြီးသူလဲအရိယာမန်နိုင်မှာနေခဲ့လို့တပည့်တော်ကိုယ်တိုင်အင်တာဗျူးဖို့ကြိုးစား သူကရင်ထွက်ပြေးလွတ်မြောက်သွားတဲ့သူပါပဲဒါပေမဲ့တပည့်တော်နဲ့တွေ့တဲ့အခါသူမပြောနိုင်တာလေးနဲ့အတူဘာပြောအရှင်မြတ်လက်ထဲမှာဆိုတော့မကွေးရိတ်တာမှာကျေးဇူးမွေးရိတ်တာမှာသွားနေတယ်ကြားလို့ပုံသက်ခဲ့ပါတယ်ဒါလိုပဲမရီနူလည်းတပည့်တော်ကြောင့်မှတလားတန်ဒီနှစ်လားတန်ဒီသူ့ရဲ့အခက်ခဲရှိနေတဲ့အချိန်မှာတပည့်တော်စောင့်ရှောက်ခဲ့ဦးတယ်ကောင်းပြီအဲ့ဒီခွန်အားတွေဟာအရှင်ဘုရားအတွက်စွမ်းအားတွေဖြစ်လာတယ်လို့ အခုဆိုရင်သူတို့ရဲ့ဆွမ်းဆောင်မှုကြောင့်ပြောပြောအခုမြေကြီးလူဧကအပြင်ဧကဝက်လောက်ပဲရှိတယ်ပြောပြောရတဲ့မြေပေါ်မှာအရှင်မြခြေချတာဝါနာပါတော့ဒါတပြည့်တော့ဆက်ဆောက်ပဲကြံတော့တယ်ဒီလိုဆိုရင်အရှင်မြညမနိုင်ငံဆရာတော်တွေတာနာဘလောက်ပဲပြုကျင်နေပြောပြောအကြောင်းတရားတွေကိုဖန်တီးခြင်းမရှိတာရယ်နောက်ပြီးကြတော့လမ်းကြောင်းတွေပုတ်ပွင့်တာပေါ့အရှင်မြကဘယ်သူမှမကြည်ညိုကြည်ညို ဆရာတော်ကြီးပြောသလိုပဲဘီနန်တော်ဥဒ္ဓမတာတော်ယဟန္တာလိုကြီးညိုတာဆိုသလိုပဲအဲ့ဒီအလူငွေတွေပဲအရှင်မြတ်ပြန်လဲအသုံးချတာကိုလဲမြန်မာနိုင်ငံကမြန်မာပြည်ကငွေတွေဟိုသွားတော့သလိုလိုသူတို့မှလည်းတန်မြေရိုင်းနဲ့အတူအရေးကြီးကဝီနီကိုအကြောင်းပြအရှင်မြတ်ဘုံဘောဘာနဲ့အဲခလုတ်ထိလို့တို့လို့ရမလဲဆိုသလိုပဲရှင်မြတ်လည်းဒီတိုင်းပဲသွားနေတာပဲဒါကြောင့်ဒီပြီးတော့ဒီတစ်ခေါက်လာတော့ မဆရာတော်ဥဒမသာရနဲ့အရင်တော့တော့ဗါတယ်တပြည့်တော့ရှင်နာမည်ပြီးတယ်ဘလို့နာမည်ပြီးတယ်ဘလို့ညင်းဘွားဝဲအောင်ညင်းဘွားဝဲအောင်ဟုတ်လားအဲ့လိုပြောခဲ့တာဒီတကားတော့လို့မဟုတ်တော့ဘူးလို့မမေတာရဲ့လမ်းကိုမီးတာပါပဲရှင်မြဗီရာပြန်အငူခဲပတ်မှန်လျက်ပဲလို့အခုတပြည့်တော့တွေ့နေရတာတွေဟာခုနပြောသူမြန်မာနိုင်ငံဘယ်သူမှမပြုတ်နိုင်တဲ့ဒလူသာနာပြု သူတို့မှန်တာမမှန်တာအရှင်မြတ်တရားမှန်တာမှန်တာနောက်တာတေဂျာရာတခုကတော့ဥဇန္ဒနာတို့ဒေါတာနာညာနီတို့ဟာအိန္ဒိယနိုင်ငံမှာဝင်လို့ရတဲ့ဟိန္ဒူစကားကျွမ်းတဲ့အင်္ဂလိပ်စကားလေးတွေရတဲ့တန်ငါနဲ့သီလရှင်ဟာအရှင်မြတ်အတွက်တကားပေါက်ဖြစ်ပြီးတော့အဲ့ဒီတကားပေါက်ကတော့ကွင့်လာတဲ့အခါမှာအရှင်မြတ်ရှောင်းရင်းရှောင်းရတဲ့အရှင်မြတ်အင်္ဂလိပ်လူနဲ့ဆက်ပြီးတန်တာပြုတာအောင်မြင်မယ်လို့လည်းမြင်တယ်ခုကိုယ်တိုင်လည်းမထင်မှတ်ဖဲ အရှင်မြတ်ကိုစားလာပြီးတော့လေ့လာလိုက်တော့အခုအရှင်မြတ်ကိုယ်တိုင်တွေ့လိုက်တဲ့အခါမှာအဲဒီလိုတော်တော်လေးကျဉ်းနှံ့မိတယ်။ကဲဒီလိုဆိုရင်အရှင်မြတ်ရဲ့အောင်မြင်မှုကိုဘယ်လိုသုံးသပ်မလဲ။ဟုတ်ပြီ။ပြီးတော့သုံးသပ်ထားရင်လည်းအတူအရှင်မြတ်ပေါ်မှာမြန်မာပြည်ရတန်ဃာထုရောတက္ကရကမရရောအမြင်တွေကိုအရှင်မဘယ်လိုရှင်းမလဲ။ပြီးတော့အဲ ီပရိပတ်တိတာရဏဘောနော်မှန်ကန်တဲ့နားလည်မှုပေါ့မှန်ကန်တဲ့ကြင့်ကြံမှုပေါ့ပြီးတော့အတိညာဉ်ကိုတန်ဖိုးထားတယ်ပြီးတော့လုတ်ရက်ကိုလည်းတန်ဖိုးထားတယ်ပြီးတော့ငယ်ရည်ရယ်လေငယ်ရည်ရယ်ဆိုတာလုံနိုင်နေတယ်ပေါ့နော်လုတ်လဲလုတ်တတ်တယ်လေအဲ့ဒီခါကျတော့တပိတော်ရဲ့ဘဝကိုတပိတော်ရဲ့အတိညာဉ်နေဘယ်နေရာမှာယဉ်နှိမ့်နိုင်မလဲဆိုပြီးတော့တပိတော်ရှာတဲ့အခါမှာပညာရေးမှာစီးပွားရေးမှာမြုပ်နိုင်ခဲ့တယ်စိတ်ကျဉ်တဲ့မှုမရပါဘူးဗျာအဲ့တော့ဒီ တရားတော်မှာယဉ်ဒီမြုံနံတဲ့အခါကျတော့စိတ်ကျဉ်းနှံမှုရတဲ့အတွက်ဟောခုလိုပဲကိုယ့်ရဲ့အသိဉာဏ်နေနားလည်နိုင်တဲ့အသိဉာဏ်ပေါ့နော်ဒီကောင်းမှုခုလိုလုံနိုင်တဲ့စွမ်းအားတွေပေါ့ဒီလိုရှိတဲ့ပုံစံတွေရတယ်မြန်မာနိုင်ငံမှာတော့တစ်ကွာလုံးမှာအများကြီးရှိတာပဲအဲ့တော့သူတို့ကိုလည်းကဲဒီမှာယဉ်ဒီတပည့်တော်စိတ်ကျဉ်းနှံမှုရတယ်လို့ပေါ့နော်တပည့်တော်ဒီလိုနားလည်ခွင့်ရရှိတဲ့အတွက်ပေါ့ပြီးတော့ဟောတဲ့အတိုင်းပေါ့နော်ပရိသတ်ဘုရားဆိုလည်းတပည့်တော်နားလည်တဲ့အတိုင်းရှင်းပြထားတာလေဒါတွေကဒါ ပါဠိတော်ကိုရှင်းပြတာပါပဲဗျ။အဲ့ဒါကြီးလဲဒါပိုက်ဆိုင်စစ်ဆေးပြီးတော့မှဒါမှားတယ်ဆိုလဲပြီးတော့ထောက်ပြလို့ရပါတယ်ဗျ။အဲပြီးတော့ကိုယ်တိုင်လဲဒီလိုကြင့်ကြံနေရတာလေလွတ်လွတ်လပ်လပ်ပေါ့နော်။ဒီဆိုင်ဘုတ်တစ်ခုနဲ့မဟုတ်ပဲနဲ့ပေါ့လေ။ဒါသွားလို့ရတဲ့နေရာလက်တွေ့ကြကြပေါ့။ပြင်းတဲ့နေရာကြွလိုက်တာပဲ။ဆင်းရဲတာချမ်းသာတာအလူဝင်နဲတာများတာတွေပေါ့။ဒါတွေကိုရတာမရတာတွေပေါ့။ဒါတွေကိုပြီးတော့ထည့်မစင်းသားပါဘူးဗျ။အဲဒီသူတို့ရဲ့တရားတရားပေါ့။သူတို့ရဲ့ယုံကြည်မှု အားကြီးတယ်ဆိုရင်ပြီးတော့ကြွလိုက်တာပဲ။ကြွတဲ့အတွက်လည်း ဒီလိုအပြင်းမှန်းခံပြီးတော့မှဒီလိုလာတယ်အဲဒီမှာဆိုရင်တော့ဒါအမေရိကတို့ဘောင်နဲ့ရှင်လိုက်ရင်ဗီယက်နမ်တို့နဲ့ရှင်လိုက်ရင်တော့ရတဲ့အလူငွေကဘာပဲပြောပြောလေဒါနည်းနည်းပပပါပဲဗျာဒါပေမဲ့အားကိုးယုံကြည်မှုကတော့အရန်ရတယ်လေသူတို့မှတကယ်ကိုလိုအပ်နေတဲ့တရားပြဆရာပေါ့နော်ခေါင်းဆောင်ပေါ့အဲ့လိုရှားပါးနေတဲ့အချိန်ဆိုတော့အဲ့ဒီယုံကြည်မှုကတော့တန်ဖိုးမဖြတ်နိုင်ပါဘူးဗျာအဲ့ဒါကြတော့လေတခြားနိုင်ငံတွေမှာအဲ့လောက်မရပါဘူးဗျာတခြားယုံနေဆိုတာဒီအိန္ဒိယကတော့မမီဘူးဗျာအဲ့လိုမျိုး အဲ့တော့လေတပည့်တော်ကခုလိုဒီဒီလိုမှန်ကန်တဲ့နားလည်မှုတွေပေါ့မှန်ကန်တဲ့လောက်ရက်တွေကိုတပည့်တော်စိတ်ကျေနပ်မှုရတယ်လို့တခြားဘုဒ္ဓဘယ်ဖြစ်ဖြစ်ကျေနပ်မှုရရှိစေခြင်းနဲ့အတွက်ပေါ့နော်တပည့်တော်အနေနဲ့ဒါတွေကိုကိုယ့်အတွက်မဟုတ်ပါဘူးတပည့်တော်ကိုယ့်အတွက်လုံရင်ဒီလောက်ထိလုံးဆရာလည်းမလိုပါဘူး